မကြာကြာပေါ့လေအန်တီနဲ့လိုက်ခဲ့တဲ့ခီးစဉ်တွေမှာအခုဖြစ်ပေါ်သွားတယ်ပေါ့နော်2003ဒီဘက်ရင်အရေးခင်းမှာပေါ့မိုးကုတ်ကိုပထမသွားတယ်တိုင်းယုံမှာအန်တီရဲ့ဘဘဦးတင်ဦးရဲ့ရန်ကုန်ကပါလာတဲ့လူငယ်10ဦးနဲ့ပေါ့နော်အဲ့ဒီနဲ့တိုင်းမှာအမတို့မန္တလေးတိုင်းယုံမှာတဲခိုးပြီးတော့နေတယ်ပြီးရင်ပြန်ထွက်တယ်ခီးတွေထွက်တာပေါ့နော်ထွက်တဲ့အခါမှာလဲရှေ့မှာ blind boat ရှေ့မှာခြာထားပေးတယ် ဒီနေ့ခီးစင်ကဘာဘယ်တော့မှပုံရှုပ်ွက်ချိုးမလုပ်ဘူးဒီနေ့ခီးစင်ကဘယ်ဟိုသွားမယ်မိုးကုတ်ကိုသွားမယ်အဲ့ဒီအချိန်မှာမိုးကုတ်ကိုသွားတဲ့အခါမှာတပိတ်ချင်းရောက်တဲ့အခါမှာတော်တော်ဝချိနေဆိုးတယ်နာဖတ်ဘက်ကလူတွေကခဲတွေနဲ့ပေါက်တာအကုန်လုံးပေါ့နော်သူတို့ရုံရင်ခံစံကတ်တွေလောက်တဲ့အခါမှာဘာမှအမားတို့ပါသွားတဲ့အဖွဲစည်းတွေကိုလုံးဝလူငယ်တွေရောလူငယ်လုံးချုပ်ရေးတွေရောအကုန်လုံးပေါ့နော်ဘာမှမလုပ်ဖ ೇನೆ ဒီရဲစခန်းကိုဝင်ပြီးတော့သူကတိုင်ချက်ပေါ့လေကျမတို့ဒီလိုလုပ်တယ်ခဲလုံးတွေပောက်တယ်အချမ်းဖက်တယ်ပေါ့နော်အဲ့လိုပြောပြီးတော့ပြန်ထွက်တယ်အဲ့လိုခီးစဉ်တွေမှာဘယ်တော့မှဒီဘက်ကအမားတို့ပါသွားတဲ့ရင်တန်းဘာတစ်ခုမှလောက်တာမျိုးမရှိသလိုလက်နဲ့ဆိုလို အတုတစ်ချောင်းတောင်မပါခဲ့ဘူးအန်တီကအဲ့လိုမျိုးတွေနဲ့သွားခဲ့တယ်ပေါ့နော်အကုန်ပေါ့စကိုင်းတိုင်းအခုမေ30တပည့်ရင်ဖြစ်မဲ့ နေရာတွေပေါ့လေသွားတဲ့အခါမှာ तू ဟာတိတ်ကောင်းဆောင်စိတ်ဓာတ်အမြဲရှိတယ် तू ဟာတကယ်ကိုရင်းဝဲသားလို့ပေါ့နော်ကိုနဲ့ပါသွားတဲ့ဟာတွေပြည်သူတွေအကုန်လုံးကို तू ဟာနှွေးချွေးစွာကြိုးစုံနေတာကိုတည်စေချာချာလေးလေးစားစားနဲ့ तू ဟာတုံ့ပြန်တယ် ပြီးရင်အမားတို့တဲ့ခင်းတယ်ပေါ့လားအဲ့ဒီမှာပွားတဲ့လန်ခီတလျှောက်မှာစီယုံရေယုံနေရပေါ့နော်မြို့နယ်ယုံရက်ကျေးယုံတန်းယုံအဲ့ဒီနေရာတွေကကျွေးတယ်မွေးတယ်ဆိုလို့ရှိရင်အမားတို့အကုန်လုံးဟာတိုင်းစည်းတွေလူငယ်တွေအကုန်လုံးကိုသူ့ရှေ့မှာရှိတဲ့ဟင်းငါကွက်ဆိုလို့ရှိရင်လည်းအကုန်လုံးရဲ့ရှေ့မှာ ਨੇ ဟင်းငါကွက်တူနေရမယ်အကုန်လုံးကိုပေါ့နော်တသားတွေဖြစ်အောင်သူ့ ကြိုက်နေတဲ့တဘောသူ့စိတ်သားလေးကလေအဲ့ဒီအကြောင်းကိုသိနေတော့အကုန်လုံးကဟိုလာတဲ့စီယုံရေးခီးစင်ပါအဲ့ခံတဲ့တိုင်းတိုင်းကသုံးခွက်ဆိုရင်သုံးခွက်ပေါ့စိတ်သားဆိုရင်ဟိုမှာလည်းစိတ်သားဒီမှာဆိုရင်မဲသားဆိုဒါပေမဲ့အန်ဒီကအသားကြီးငါကြီး तू မစားဘူး तू ထမင်းစားလေနည်းနည်းလေးပဲ तू ကြိုက်တာတူဦးကျော်ကြိုက်တယ်မပြောသေးကြိုက်တယ်အဲ့လိုမျိုးပေါ့နော်အချိန်ကိုလည်းအရန်တိကျတယ်၁၂နာရီကိုစားမယ်ဆိုရင်၁၂နာရီကို ထမင်းစားတာပေါ့နော်ပြီးရင်ဘနနာကြီးမှနာယူဝက်စကားပြောမယ်နာယူဝက်စကားပြောပြီးရှစ်ဆက်ထွက်မယ်ဆိုရင်ထွက်မယ်အချိန်ကိုအရန်ကိုတိကျလေးစားတဲ့အမျိုးသမီးကောင်းတယောက်ဖြစ်တယ်ပေါ့နော်ခီးစင်တိုင်းခီးစင်တိုင်းမှာပေါ့နော်အမားတို့တန်ယုံမှာသူကညာအိတ်ရနာပြီးတော့အပြင်ကိုစီယုံရည်တွေထွက်တဲ့အချိန်မှာဘယ်တော့ဖြစ်ဖြစ်မနဲ့လင်းအမားတို့တိုင်းစီဖွဲ့ရမေးတယ်ပေါ့နော်ညစာစားပြီးမနဲ့ဘရိတ်ဖတ်ပါစားခြင်းလဲပါလဲဆိုသူက ဘယ်တော့မှသူစားကျင်တဲ့ဟာကိုဘယ်တော့မှမပြောဘူးကလေးတွေကိုပဲပါတဲ့ကလေးတွေကိုဘာစားမလဲဘာစားမလဲသားတို့စားကျင်တာပြောကြအောင်ဆိုပြီးအဲ့လိုမျိုးပေါ့နော်ကလေးတွေကိုလူငယ်တွေကိုလေးစားတယ်လူငယ်တွေကိုလေးထားတဲ့အကျင့်တွေပေါ့နော်အန်တီမအပြည့်ရှိတယ်ပေါ့အကုန်ခီးစဉ်တွေထွက်ပြီးအဲ့တော့ကလူငယ်ခီးစဉ်စီယုံရေးဖွဲ့တာရယ်ပြီးတော့ဟို energy စိုင်းပုတ်တွေကို ပြန်တင်တဲ့ဟာပေါ့နိသူတို့နဲ့ဒီလောက်ပြီးတော့ပြန်တင်တဲ့ဟာလှုပ်တယ်လှုပ်တဲ့အချိန်မှာလူငယ်တွေလည်းဖွဲ့ရတယ်တိုင်းယုံမှာ30ပါတယ်ပေါ့နော်ဥက္ကဋ္ဌအတွင်ရေးမှုတွဲပဲ့အတွင်ရေးမှုအဲ့ဒါမျိုးတွေလေပြိုပြက်နေတာတွေစိုင်းပုတ်တွေပြက်နေတာတွေအဲ့ဒါတွေကိုပြန်ပြီးတော့အစ်စ်ပြန်နဲ့ဖွဲ့စည်းတာလူငယ်ဖွဲ့စည်းတာအဲ့ဒါမျိုးလှုပ်တဲ့အချိန်မှာဆိုတော့ရာသီဥတုအဲ့ဒီအချိန်ကဒီလိုအချိန်တွေဆိုတော့လေအေပမေဂျွန်ဂျွန်တိုင်းဆိုတော့မိုးတွေ အရန်ဟိုပြူတဲ့ခါကျကလေးတွေလူငယ်တွေကိုအကုန်လုံးအမားတို့ပေါ့နော်ဝယ်ခိုင်းတဲ့လူငယ်တွေအတွက်မိုးကပေါ့မိုးကမှတထဲကအစာလေးလွတ်တာစနစ်ကြတာကိုပြောတာအစာလေးသေးသေးလေးလွတ်နေတာကိုအဲ့မှာအဲ့နဲ့ဒီမားတဲ့ဒေါခင်းမြင့်နဲ့ဒီမားတဲ့ နည်းနည်းလေးလွတ်နေတယ်တဲ့ဒီဟာလေးကိုတော့ဟိုဟာပြုလို့ရှိရင်ကလေးတွေဆိုတော့ဟိုဝိတာဟိုဟာဖြစ်တယ်ဆိုတော့တဲ့နည်းနည်းပြဲသွားမယ်ထင်တယ်နော်တဲ့အဲ့ဒါလေးချုပ်ပေးလို့ရရင်ချုပ်ပေးပါချုပ်ပေးပါမယ်လို့ဆိုပြီးတော့အဲ့ဒါလေးချုပ်ပေးရတယ်ပြီးတော့ तू ကစလုံးထုံးရင် အချွန်ပါတဲ့ကလစ်တွေနဲ့မရဘူးအလုံးလေးတွေပါတယ်ဟာဟိုစနစ်တကြပေါ့နော် तू ဝယ်ပေးရတယ်အဲ့ဒီပန်းပန်တဲ့ခါပန်းတွေပေးကြတဲ့ခါကျ तू ကခေါင်းမူတတ်တဲ့ ဟိုလေကြီးပေါင်းတက်တဲ့ဟာရှိတဲ့ခါကျတော့အဲ့ဒါတွေကိုဝယ်ပေးတယ်။အမားတို့ဗျာနဲ့ရေးမှုဒီတိုင်းစီဖွဲ့ဟာလက်ဆောင်ပေးတာပါဆိုဘယ်တော့မှตัวไม่อยู่မဟုတ်ဘူးဒါကျမရဲ့ကိုရေးကိုတာတိတ်ဆအတွက်လောက်တာဖြစ်တယ်ဆိုတော့ကြာတဲ့ဘောင်ချကိုစလစ်ကိုပေးရတယ်အဲ့ဒီစလစ်တိုင်းပဲသူကပြန်ပြီးတော့ဘန္ဒာရင်ကျမတို့ကိုပေးပေးခဲ့တယ်ပေါ့เนาะအဲ့လောက်ထိငွေကြေးကိုလည်းတကယ်ကိုစီကန်းရှိတဲ့အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ပါတယ် အဲအန္တရာအမြဲတမ်းပေါ့နော်မွေးနေ့တိုင်းမှာအပြင်းမရှိမနေဘူးခုဆိုလို့ရှိရင်၄နှစ်ဆက်တိုက်ပေါ့နော်၄နှစ်တောင်ပြေတော့မယ်ဖြစ်နေတဲ့အတွက်ကျန်းမာပါစေပေါ့သူ့ကိုကျန်းမာစေချင်တာပေါ့နော်ကျန်းအမေအန္တီကို ကျန်းမာတက်ရှိပါစေအန္တီချစ်တဲ့သူ့ရဲ့ရင်သွေးလေးခုကင်ပေါ့နော်80အတွက်ကို အမြဲသူဟာအာချုံ ခွန်ခွန်ဆိုင်ပေါ့နော်သူ့မိမိလွတ်မြောက်ရေးအတွက်သူလုံနေရတဲ့ပုံမှာအမအနေနဲ့အုတ်တချက်တဲတဲ့ဖွင့်မလဲပါဝင်ပေးပါတယ်အမြန်ဆုံးအမြန်ဆုံးသာသမီတွေပြီးတော့အမားတို့လိုဟိုလုံဖောက်ကင်ဖက်တွေနဲ့အမြန်ဆုံးတွေ့ဆုံကျမ်းမာစာနဲ့ပေါ့နော်ကျမ်းမာပျော်ရွှင်စွာနဲ့ပဲတွေ့ဆုံပါရစေလို့ဆုတောင်းပေးပါတယ်